မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပံမြောက်ရီဝေါ်လေလမ်းပိုင်းကအင်ဂျင်မြိုင်နဲ့မင်းလက်ပံကြီးရွာကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကနေပြီးတော့ပါဝင်ကူတိုက်ပေးခဲ့တဲ့ BGF ခေါ် KNA ကတပ်ဖွဲ့ဝင်၃ဦးထဲမှနေတိုက်ပွဲကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ15ရက်နေ့ကစပြီးတော့မြောက်ရီဝေါ်လေလမ်းပိုင်းမှာရှိတဲ့အင်ဂျင်မြိုင်ကြီးရွာတဲကိုအကြမ်းဖက်စစ်ခွေးတပ်နဲ့ကရင်နယ်ကြားဆောင်တပ် BGF ခေါ် KNU တို့ကစစ်ကြောင်းထုတ်လာခဲ့ရ KNU တပ်မဟာ6ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မြဝတီဝေါ်လီလမ်းမိုင်းကအင်ဂျင်မြိုင်နဲ့မဲလက်ပံကြီးရွာကြားမှာအော်တိုဘားလ18ရက်နေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့စစ်ခွေးတပ်နဲ့ BGF ခေါ် KNA ပူးပေါင်းစစ်ကြောင်းက မင်းလက်ပံရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့ကရင်သတင်းရင်းမြစ်တို့ကပြောပါရယ်ပြစ်လိုက်နားလိုက်ပဲဒီကောင်နဲ့ BGF တွေက uniform ချိန်ပြီးတော့တက်မှ20ဘတ်ကြီးနဲ့တက်လာတာလို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်တိုက်ပွဲတွဲမှာစစ်ခွေးတက်တဲ့အတူပူးပေါင်းပါဝင်ပြီးတော့ကုညီတက်ခိုက်ပေးခဲ့တယ်ကရင်နယ်ကြားဆောင်တက် BGF အမှတ်30တွေသာရှစ်သုံးလုံးဗျူဟာလက်အောက်ခံတရင်တက်ဖွဲ့တွေဘက်က၃កောင်ထက်မနေသေးဆုံးသွားတယ်လို့ BGF နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါရယ် ကရင်အမျိုးသားတပ်မတော် KNA အမှတ်3စစ်တီသား၈၃လုံးဗျူဟာတပ်ကအရင်ကကရင်နယ်သားဆောင်တပ် BGF တက်နေတော့လက်အောက်ခံအမတ်တစ်တုံညတစ်ကိုတက်ရင်ရဲ့တက်ဖြစ်ပြီးတော့အမတ်သုံးစစ်ဒေသကဘုံမူးချုပ်စောဝင်းမောင်ကတောင်ဝယူကုတ်ခဲ့တယ်လို့သိရပါဗျ။ BGF ခေါ် KNA ဟာစစ်ခွေးတက်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကုညီဆောင်ရွက်ပေးသွားမယ်လို့အခြားအပြည့်ရတဲ့ဂရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU, KNLAPC, DKBU တို့နဲ့ပူးတွဲပြီးတော့သဘောထားထုတ်ပြန်ပြီးတဲ့နောက်ကရင်ပြည်နယ်တွေကစစ်မျက်နှာ၄နေရာထက်မနည်းမှာစစ်ခွေးတက်ကိုစစ်ရဲအကူအညီတွေပေးနေတယ်လို့သိရပါဗျ။ကရင်နယ်စားဆောင်တက် BGF ဟာ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ကိုပြောင်းလဲဖွဲ့စည်းသွားမယ်လို့ထုတ်ပြန်ကြေညာထားပြီးတော့ BGF တပ်ရဲ့ဖွဲ့စည်းပုံတိစောက်ပုံတွေကိုပြောင်းလဲဖွဲ့စည်းထားတယ်လို့သိရပါဗျ။လက်ရှိမှာ BGF ခေါ် KNA ကိုစစ်ဒေသ၄ခု၊ဘူဟာ၉ဘူဟာတပ်ရင်း60ကျောင်းနဲ့ဖွဲ့စည်းထားတယ်လို့ BGF CA ချုပ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမောက်ချုံကျေးရွာအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးလေးကောင်တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မနက်10:00နာရီလောက်မှာတမောက်ချုံကျေးရွာအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့အများကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်က၄ဦးတေဆုံကတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ တမောက်ချုံကြီးရွာအနီးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါအပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တိုက်ပွဲက17နာရီလောက်မှပြီးဆုံးတယ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့အထိကိမ်းမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်စစ်ခွေးတွေဘက်က၄កောင်လောက်တိုက်ဆုံသွားတယ်လို့ People Defense Force ဘိတ်ခရိုင်တိုင်ရင်းနစ်ကတာဝန်ရှိသူကပြောဆိုထားပါတယ် ၎င်းတက်ခတ်မှုကိုဘေးခရိုင်အမတ်နဲ့တိုက်ရင်တက်ခွဲနဲ့ကော်တောင်းခရိုင်တိုက်ရင်တဲ Dragon Squad Drone တပ်ဖွဲ့နဲ့တနင်္သာရီမြို့နယ်ပကောက်ပါတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်အတွင်းမှာအရာရှိစစ်တီနဲ့မိသားစုဝင်များရွေးကောက်ပွဲမှာဆန္ဒမဲပေးကြရန်မဲအောင်လိုင်းကဖိအားပေးညွှန်ကြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောက်တိုဘာလ16ရက်နေ့ကကိုကိုကျွန်းတက်နယ်ကိုရောက်ရှိခဲ့တဲ့အချမ်းဘတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကစစ်တီအရာရှိများနဲ့တွေ့ဆုံတဲ့အချိန်မှာအခုလိုရွေးကောက်ပွဲမှာစစ်တပ်နဲ့တပ်ဆိုင်သူများဆန္ဒမဲပေးကြရန်ဖိအားပေးအမိန့်ပေးလာတယ်လို့သိရပါဗျ။ကိုကိုကျွန်းတက်နယ်မှာမင်းအောင်လိုင်ကမကြမီအချိန်တွင်ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်ဆန္ဒမဲပေးရာမှာမိမိတို့ဒေသနဲ့နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိန်တဲ့သူတို့တောင်ဝင်းအေးသုံးပါးကို လိုက်နာဆောင်ထိန်လိုက်နာတဲ့သူ နိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမြင်ရှိတဲ့သူတွေကိုရွေးချယ်ကြရန်လိုအပ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ ်တက်ထဲမှာတော့ဘယ်သူ့ကိုမဲပေးပါဆိုပြီးညှို့ချချက်တရားဝင်တော့မထွက်လာသေးပါဘူးဒါပေမဲ့2020တုန်းကမဲပေးမဲ့ရက်မတန်ကြီးတရက်အလုံးမှာပြည်ခိုင်ဖြိုးကိုပဲမဲပေးရမယ်ဆိုပြီးအမိန့်ထွက်လာပါတယ်အခုလဲတက်ချုပ်ရဲ့ဇကားအရာအခုလဲတက်ချုပ်ရဲ့ဇကားအရာဒုတာဝင်အရေးသုံးပါတို့ကာကွယ်တာတို့စောင့်ထိန်းတာတို့အဲ့ဒီဇကားတွေကတက်မတော်အငိမ့်စားစစ်ဘုတ်ချုပ်တွေကိုပဲရည်ညွှန်းနေတာပဲလေပြည်ခိုင်ဖြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးပါလို့ပြောနေတာပဲဒါဟုတ်ပဲဒဲ့ပြောနေတာပါရွေးကောက်ပွဲအနီးကပ်ရောက်ရင်တော့ဘယ်သူ့ကိုမဲ ပေးပါဆိုပြီးထုံးစံအတိုင်းတရားဝင်ညွန်ကြားချက်တွေထွက်လာမှာပါလို့စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းမှာရှိတဲ့နေရာရှိစစ်တီနဲ့မိသားစုဝင်များအားလုံးပူးပေါင်းပါဝင်ဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ကိုကိုကျုံတက်နယ်တွေ့ဆုံပွဲမှာညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်သင်းမော်တွေကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ခွေးများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဝါလာ၁၂ရက်နေ့မှာမြင်းညာမျိုးနဲ့စိတ်ညာရေတင်ယုံအချမ်းမဲ့စစ်တပ်ရဲ့ရေချောင်းစစ်စေးရေးဂိတ်မှာစစ်သည်မော်တွေရောက်ရှိပြီးတော့နားခိုနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သည်မော်တစည်းကိုဘုံချရောက်ပောက်ကွဲခြင်းကြောင့်စစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်သည်မော်တစည်းရဲ့ခေါင်းမိုးလဲပျက်စီးသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့သိရတဲ့လောက်တော့စစ်ခွေးတွေမသေးဘူးလို့တော့ကြားတယ်ဗျ။ဒါပေမဲ့စစ်ခွေး၄ကောင်တော့ထိခိုက်ဒဏ်ရာရထားတယ်။စစ်ခွေးသည်မော်ကတော့ခေါင်းမိုးပျက်စီးသွားတယ်။ အဲ့ဒီသင်းမောကိုစိတ်ခွေးတွေကစိတ်ညံရေတင်ယုံနားမှာပဲအခုထိပြင်ဆင်နေတယ်လို့သိရတယ်အဲ့ဒီဒစည်းကတော့မထွက်နိုင်သေးဘူးလို့ရေစကြိုတပ်ပေါင်းစုကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုရေစကြိုတပ်ပေါင်းစုရဲ့ drone အဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ22ရက်နေ့မှာအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။၎င်းတိုက်ခိုက်မှုကို Generation Z Power, GZP မန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့တော်လိုင်းအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ Generation Z Power GZP မန္တလေးတပ်ဖွဲ့ဟာတပိတ်ချင်းမြို့နယ်မရယာမြို့နယ်နဲ့သခိုင်းမြို့ပတ်ဝန်းကျင်မှာလဲတော်လိုင်းတပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကိုဆက်လက်ပြီးတော့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကအော်တိုဘားလ18ရက်နေ့မှာအရာတော်မြို့နယ်တိချိုဂုံးရွာစာတင်ချောင်းကိုဂရုလေတပ်ကနေတက်လာတဲ့ YAK 130 Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးပြီးတော့ ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုအချမ်းဘတ်စစ်တပ်ကဝင်းရောက်စီးနှင်းပြီးတော့အမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကနေအိမ်အလုံးမှာရှိတဲ့ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ19ရက်နေ့မနေ့9နာရီခွဲအချိန်မှာအရာတော်မျိုးနဲ့တလဲပါရွာကအကြမ်းဖက်စစ်ခွေးများနဲ့ပြူခွေးအယောက်90ခန်းကတနတ်များကိုပြက်ဖောက်ကကြောက်ကုန်းချီရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်အခုလိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းပြီးတဲ့နောက်ကြောက်ကုန်းချီရွာကအမျိုးသမီးနှစ်ဦးကိုစစ်ခွေးတွေကဖမ်းဆီးထားပြီးတော့ရွာထဲမှာရှိတဲ့နေအိမ်များအားလုံးကိုလည်းဝင်ရောက်မှွေနောက်ကတမိုးကြီးတဲ့ပစ္စည်းများအားလုံးကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာအရာတော်နဲ့ဝက်လက်အဆက်မှာရှိတဲ့ချီရွာများက ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စစ်ခွေးစစ်ကြောင်းကလက်ရှိအချိန်ထိကြောက်ကုန်းချေးရွာအတွင်းကနေပြန်လည်ထွက်ခွာခြင်းမရှိသေးတဲ့အတွက်ပြည်စည်းမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်။မနေ့ကမနေ့9နိုင်ခွဲမှာအရာတော်မြို့နယ်တလဲပါချေးရွာကိုအင်အား90လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းချေးရွာကိုပြစ်ခတ်ပြီးတော့ဝင်ရောက်စီးနှင်တာကြောက်ကုန်းရွာကအမျိုးသမီး2ဦးဖမ်းဆီးထားတယ်။စစ်ခွေးတွေကရွာထဲကပြည်စည်းတွေကိုစခိုးနေပြီ။ တလဲပါရွာကိုတည်နေကြတယ်စိတ်ခွင်းစစ်ကြောင်မထွက်သေးတော့ရွာထဲကပြက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ရွေးဦးအောင်ပွဲတော်လိုင်းအင်အားစုကတောင်ရှိသူကရှင်းပြထားပါတယ်အလားတူပဲအော်တိုဘားလ15ရက်နေ့ကလည်းဝက်လံမြို့နယ်အရှိချမ်းရှိန်မကရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွင်းစစ်ကြောင်ဟာရှိန်မကရွာတဲ့ကစစ်ပေးဆောင်ပြည်သူ90ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကစစ်အုံဆောင်ပြက်စီးများကိုတဲဆောင်ခိုင်းပြီးတော့စစ်ကြောင်ထုတ်လျက်အရှိချမ်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ရွာသာကြီးရွာကိုအကြမ်းဖက်ဆက်တပ်က gyrocopter ၃စီးနဲ့ဘုံးပတ်ကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေ့ကအော်တိုဘားလ19ရက်နေ့မွန်လွဲ3နာရီကျော်ကစတင်ပြီးတော့အချမ်းမဆက်တက်ကဝက်လက်မြို့နယ်ရွာသာကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ gyrocopter 3စီးနဲ့ဘုံးပတ်ကျဲသွားတယ်လို့သိရပါဗျ။အချမ်းမစစ်ခွေးတက်ရဲ့ဘုံးကျဲတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲခြေရွာနေပြည်သူများဟာလက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကမွန်လွဲပိုင်းကစတင်ပြီးတော့ရွာသာကြီးကျဲရွာကိုနမခကနေတက်လာတဲ့ gyrocopter 3စီးနဲ့လေကြောင်းတက်ခိုက်နေတာပါ။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုတ် နိုင်သေးပါဘူးလို့ဒေတာကန်ပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲအော်တိုဘာလ14ရက်နဲ့15ရက်နေ့တွေမှာအချက်မဲ့စစ်တပ်ကရွာသားကြီးရွာအပါအဝင်ကမန်တာကြီးပါစတင်ကြောင်းတို့ကိုလည်း gyrocopter စက်တပ်၄ထိလေရင်တို့နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မော်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြောက်ဖြာရွာကိုလည်းအချက်မဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်များလည်းပျက်စီးခဲ့တယ်လို့ KNU ဒုသတ္ထုခရိုင်က ထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာ၁၈ရက်နေ့မနက်09:40မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်မှာရှိတဲ့ကြောက်ဖြာရွာအတွင်းကိုအချက်မဆက်တကလေရင်နဲ့ဘုံသိဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ရာခြေရွာနေပြည်သူတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လူနေအိမ်၇လုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ